။ဆွေမျိုးများကိုမောင်းထုတ်နေ။အမေတော်ပါတော့ဘယ်ချိန်ထိအလုပ်တွေလုပ်နေအောင်မလဲ။ဟဲ့ဒီအလုပ်တွေအားလုံးကမလုပ်ဘူးဆိုရင်နေလုံးမလား။လုပ်မယ်မေလုပ်မယ်အမေဖဲကျွန်တော်ကိုယ်တိုင်ရိုတီတွေကိုလုပ်ပေးမယ်ပေး။ထားလိုက်ပါသားလေးရဲ့နေုံကြည့်ရတာလေပင်မန်းနေတဲ့ပုံစံပဲ။နေလုံးနေတဲ့အလုပ်ကိုပဲလုပ်စမ်းမှာ။ဖဲပါအမေရဲ့ဖဲပါအမေလည်းပင်မန်းကြပဲအမေကိုတလောက်တော့ကုညီပေးလို့ရပါရဲ့။ အမလေးနေငေါ့ဒီလောက်တောင်မှစိုးရင်ပိုပန်းနေရဲဆိုရင်လည်းမိမအမြန်ဆုံးယူလိုက်တော့လေဟဲ့အမေရလေဗျာအလကားနေမိမပဲယူခိုင်းနေဘယ်နှခေါက်လောက်ရှင်းပြရအောင်မလဲကျွန်တော်လည်းမထက်ချင်ဘူးအမေရဟုတ်လားဒါဆိုရင်တသက်အလုံးငါးနှစ်အတွက်ထမင်းဟင်းတွေချက်ပြီးတော့ကျွေးနေအောင်မလားနေအရွယ်ရွယ်တူကောင်းလေးတွေအားလုံးကိုကြည်စမ်းသူတို့အားလုံးလက်ထပ်ပြီးတော့အိမ်တော်ရသားကြားကုန်ကြပြီတချို့ရဲဆိုရင်တော့ခလေးတွေရောင်းရနေပြီလေနေရတော့လေနိုင်ကိုမနိုင်ဘူးဒီပုံစံအတိုင်းဆိုလို့ရှင်တော့ ငါအသက်ကြီးသွားတဲ့အထိအလုံးလုံးနေအောင်မယ်နဲ့တူတယ်။မိခင်ဖြစ်သူရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာသားလေးကတော့ပြောင်းရည်နေခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအရင်ကတည်းကယောက်ျားဖြစ်သူကွယ်လွန်သွားခဲ့ရပါ။အဲဒီအဖြစ်ပြန်နောက်ပိုင်းသားလေးကိုမိခင်ဖြစ်သူတယောက်တည်းကပဲပြုစုဆောင်ရှောက်ပေးခဲ့တာဖြစ်ပါတယ်။သားဖြစ်သူအလုံးလုံးကင်ပေါ်အချိန်ရောက်ရှိလာခဲ့တဲ့အခါမှာဖခင်ဖြစ်သူရဲ့လယားမြင့်မအလုံးလုံးကင်ခဲ့ပါရီရှန်နေငယ်ကြမြင်သွားခဲ့တဲ့အခါမှာတော့သားလေးရေပြောစရာရှိတယ်အမေမင်းကလေးတယောက်တွေ့ထားတဲ့ဟိုဘက်ရွာကကောင်မလေးရတော်တော်လေးလှတယ် ။ပြီးခဲ့တဲ့တစ်ခေါက်ဖျားရှိခိုးပွဲမှာအမေသူ့ကိုတွေးခဲ့တယ်။အမေကတော့သူ့တဲ့သဘောကြတာပဲ။ဒါသဘောတူတယ်ဆိုရင်တော့အမေစကားပြောကြည့်လိုက်ရမလား။ကျွန်တော်မသိပါဘူးအမေရဲ့။အမေသဘောကြတယ်ဆိုလို့ရှိရင်တော့ကြိုက်တယ်လို့သာလို့ပါ။တောက်ခဲ့သူရဲ့စကားကိုကြားရတဲ့အမေကချက်ချင်းသဘောပေါက်သွားခဲ့ပါရဲ့။တောက်ဖြစ်သူကိုယ်တိုင်ဒီမင်္ဂလာဆောင်ကိုလက်ခံသွားပြီဆိုတော့ကိုတီရောသူလည်းအမြန်ဇုံမင်္ဂလာဆောင်ကိုစီစဉ်ပေးခဲ့ပါရဲ့။ရှန်အနေငယ်အတွင်မှာတရိယမင်္ဂလာဆောင်ကိုစီစဉ်ပေးခဲ့ကြပါရဲ့။ မင်္ဂလာဆောင်ပြီးသတို့သမီးလေးအင်ကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့နေရမလာရဲ့ဆွေမျိုးတွေအကုန်လုံးအင်ကိုလိုက်လာကြပါတယ်။ဆွေမျိုးတွေအများကြီးမပြန်သေးတဲ့အခါမှာတားဖြစ်သူလဲဇဝင်ပူပန်နေပါတယ်။အမေအမျိုးတွေကလည်းများလိုက်တာအမေရဲ့အားလုံးဒီကိုရောက်လာကြတာလိုင်းလာမှာပေါ့တားလေးရဲ့တားအမေရဲ့တူဦးတဲ့တော့တားလေးတားလေးရဲ့မင်္ဂလာဆောင်မှာသူတို့အားလုံးလာကြမှာပဲလေ။တားမင်္ဂလာဆောင်ကိုဘယ်သူကမှမလာစေချင်လို့လားမဟုတ်သေးပါဘူးအမေရဲ့ကျွန်တော်တို့ဆွေမျိုးရင်းချရေးဆိုလို့ရှင်တော့ထားလိုက်တော့ အခုအင်ကိုလိုက်လာတဲ့သူတွေကိုလည်းကြည့်ပါအောင်ကျွန်တော်ဦးလေးရီအတော်ရီနဲ့ပတ်သက်ပြီးတော်ကြတဲ့ဆွေမျိုးတွေကအစားအကုန်လိုက်လာကြတာပြီးတော့သူတို့ရဲ့ကလေးတွေရောပဲလေအလောက်ထိလည်းသူတို့ကျွန်တော်ကိုချစ်နေကြတာမဟုတ်ပါဘူးကျွန်တော်ရဲ့လက်ထပ်ပွဲမဟုတ်ပဲအရင်ကချမ်းသာတဲ့တထေးကြီးတူရဲ့လက်ထပ်ပွဲကြာနေရောပဲအမေရတားရဲ့နင်ပါရီဒီလောက်တောင်မှစိုးရင်ပူပန်းနေလေနေရကံကောင်းတဲ့သူပါနေရမင်္ဂလာဆောင်မှာလူတွေအများကြီးလာရောက်ပြီးတော့ချင်းမြင့်ပေးကြတယ်လေအမေရကျွန်တော်ကိုကံကောင်းတယ်ဆိုပြီးတော့ပြောနေတယ်ကျွန်တော်တို့အိမ်မှာရှိတဲ့အရာတွေကိုလည်းကြည့်အောင် ကျွန်တော်မှဒီခရင်အကျိုးလေးတစ်လုံးနဲ့ဖျားလေးတစ်ချက်တည်းရှိတော့ကျွန်တော်တို့မိသားစုတော့အဆင်ပြေအောင်လို့နေထိုင်ကြရမှာအမေရဲ့ကျန်တဲ့သူတွေအကုန်လုံးကိုအမေဘမသိမ့်မလဲတားရဲ့အလောက်ထိလဲစဉ်းစားမနေစမ်းနဲ့ဖျားသခင်အရာအားလုံးအဆင်ပြေသွားအောင်လုပ်ပေးလိုက်မယ်အမေကလည်းဖျားသခင်ကအမေရဲ့ဆွေမျိုးတွေအကုန်လုံးသူ့ရှိကိုခေါ်သိမ့်မှာမဟုတ်ကြအမလီတားလေးရဲ့နေရလေတကယ်ပါပဲအကုန်လုံးအမေအပေါ်တက်မှဖျားခင်းပြီးတော့တိတ်လိုက်မှာပေါ့သူတို့အကြိုင်နေမှာမဟုတ်တာနှစ်ရက်လောက်ဆိုရင်ပြန်သွားကြမှာပဲ ဟုတ်တယ်အမေနှစ်ရက်နဲ့အားလုံးပြန်သွားကြမယ်ဆိုရင်တော့အကောင်းဆုံးပဲမဟုတ်ရင်တော့ဒီလောက်များတဲ့သူတွေကိုကျွန်တော်ဘာလို့သွားကြွေးရမှာလဲကျွန်တော်စဉ်းစားနေစဉ်းစားနေနဲ့ခေါင်းတွေတောင်းမူလာပြီမေတားဖြစ်သူဘလောက်တောင်မှစိုးရင်ပူပန်နေလဲဆိုတော့ကိုရမီခင်ဖြစ်သူလည်းဒေချာသဘောပေါက်နေပါ रे ဒါရီအားလုံးကိုမေးပြလိုက်ပြီးရောသားဖြောင်းမှန်လို့နေသူကတော့ဆွေမျိုးတွေကိုအဲဝတ်ကြည့်ဖို့အတွက်ပြင်ဆင်နေပါ रे နောက်နေ့မနက်မိုးလင်းသွားခဲ့တဲ့အချိန်မှာသူကအားလုံးစားတော့ဖို့အတွက်ရိုဒီတွေကိုပြင်ဆင်ပါ रे မနက်စပြီးတော့နေ့လယ်စနေ့လယ်စပြီးတော့ညစတွေကို သူပြင်ဆင်ရပါတယ်ဒီအချိန်မှာပဲသူ့ရှိကိုသူရဲ့ချွေးမလေးရောက်ရှိလာခဲ့ပြီးပြောပါတယ်အမေအမေတယောက်တည်းတော့အများကြီးအလုံးလုံးနေရတာပြမန်းတာပေါ့အမလည်းဝိုင်းကိုပြီးလှုပ်ပေးမယ်နော်မဟုတ်တာချွေးမလေးရမလှုပ်ပေးနဲ့အောင်နေအခုချိန်ထိပထမဦးဆုံးမိဖို့ချောင်းနဲ့မဝင်ရသေးဘူးမလားဒါရီကိုတော့အမေတယောက်တည်းလှုပ်လို့ရတယ်စိတ်ပူမနေနဲ့ကဲသွားသွားသွားနေရအနာသွားယူအမေရဲ့သူအယောက်တရာလောက်စားဖို့ထမင်းဟင်းတွေကိုအမေတယောက်တည်းချက်ပြုတ်နေတဲ့အချိန်မှာကျမဘလို့စိတ်မျောနေအနာသွားယူရမလဲ သူတို့ကလည်းကိုချိန်ဒီမပြောင်းကြသေးဘူးလားမေဟုတ်တယ်ငါလည်းအဲ့ဒါပဲပြောချင်နေရတားရဲ့ဘလို့ဖြစ်တာလဲအားလုံးအိမ်ပြန်ကြတော့ဆိုပြီးတော့ပြောလို့မှမကောင်းတာဒါပေမဲ့အမေအခုလိုမျိုးအားလုံးကိုနေ့စဉ်ရက်စက်ထမင်းတွေးပေးနေရတာကရောဖြစ်တဲ့နယ်လို့အမေထင်လားအေးပါနင်တို့မခိုင်းဘူးအမေတယောက်ထဲဒါရီအားလုံးပြီးတော့လှုပ်လို့ရတယ်တော်တော်အနာတော်อยู่ကြမဟုတ်ဘူးအမေအမေတယောက်ထဲပင်မနေအောင်ကိုတော့မကြည့်ရဘူးတားတဲ့ချွေမကအရင်ကပြောဆိုနေခဲ့တဲ့အတွက်အမေဖြစ်သူကလည်းလက်ခံခဲ့ရပါတယ် ဒါကြောင့်၃ယောက်သားအတူတူအလုပ်တွေကိုပူးပေါင်းလှုပ်ဆောင်ခဲ့ကြပါတယ်။ကျမတို့၃ယောက်လုံးအတူတူအလုပ်လုပ်နေရကိုတွေ့သွားမယ်ဆိုရင်တော့သူတို့ရှက်ပြီးပြန်သွားကြလိမ့်မယ်။အမလီငါ့ရဲ့အမျိုးတွေကြောင့်မင်းအခုထိမသိသေးဘူးနဲ့တူတယ်။သူတို့ဘာမှစိတ်မဝင်စားဘူးစားဖို့ပဲတည်တာ။မင်းပထမဦးဆုံးမိဖို့ကြောင့်တော့မဝင်ရသေးဘူး။သူတို့စားတော့ဖို့အတွက်ဝိုင်းလုံးနေရတာကိုတွေ့ရင်တော့သူတို့ကဂယူဆိုင်မှာမဟုတ်ဘူး။ဝိုင်းကိုညီလောက်ကင်ပေးရမလားဆိုတဲ့စကားတခုံးကတော့လာမမေးကြဘူးလေတွေ့ရမလား။သူတို့အားလုံးကဒီမှာအေးစိတ်နေခြင်းလို့လာကြတာ။ ရပါတယ်ရပါတယ်စိတ်မပူနဲ့ကျွန်မတခုခုစီစဉ်မယ်ဒါကပထမဦးဆုံးနဲ့နောက်ဆုံးအချိန်ပဲကျွန်တော်နောက်ဘယ်တော့မှထပ်ပြီးတော့လက်မထပ်တော့ဘူးအဲဒီခါကျရင်တို့တို့လည်းအိမ်ကိုဘယ်တော့မှထပ်လာကြမှာမဟုတ်ဘူးသူရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာသမီးရောခမနှစ်ယောက်သာရီမောနေခဲ့ကြပါတယ်တနာစရာကောင်းတဲ့ because ကတော့သူ့အမေနဲ့မိန်းမနှစ်ယောက်လုံးကိုပြောရွှင်စေခြင်းလို့ဒီစကားတွေကိုပြောလိုက်တာပါတော့ယောက်သာအတူတူအားလုံးစားဖို့အတွက်ထမင်းဟင်းတွေကိုချက်လိုက်ပါတယ်ပြီးသွားတဲ့အခါမှာအားလုံးကြွေးပါတယ်အမလေးချွေးမလေးဟုတ်ကဲ့ပါအကျော် ။သမီးလောက်ထားတဲ့ပလာတာလေးအရန်စားကောင်းတယ်တိလား။ဟာလိုဝါလေးနဲ့အတူတူစားရရင်ပိုကောင်းမှာ။ဟုတ်ကဲ့ပါကျွန်မလုပ်ပေးမယ်လေနော်။ခဏလေးနော်။ဒီမှာငါရီရဲ့ချွေးမလေးကဟာလိုဝါထိုးဖို့အတွက်သွားနေတယ်။ဘယ်သူတွေစားကျင်သေးလဲတခါရေပြောလိုက်။ကောင်းပေါ်တဲ့ကိစ္စအတွက်မင်းနေသေးတာလား။ဟာလိုဝါလုပ်မယ်ဆိုရင်တော့အားလုံးစားမှာပေါ့။ချွေးမလေးကလည်းဟန်ဆောင်ပြုံးပြီးနောက်မှာတော့ရွှေကြီးလေးကိုရွေးနေရပါတယ်။ဒီအကြောင်းလေးကိုတားဖြစ်သူတိတော်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 သားထွက်ပါတယ်။သူလည်းဘာလုပ်လို့ရမှာလဲ။သူလည်းသူ့ရဲ့မိမကိုသွားကုန်ညီပေးခဲ့ပါတယ်။ မိခင်ဖြစ်သူကလည်းမုတ်တွေလုံးနေရင်လုံးနေရင်လည်းပမာန်နေပါပြီအမေဒီနေ့တော့အမေအားလုံးနဲ့အတူတူထိုင်ပြီးစကားတော့ပြောနေကျမတို့နှစ်ယောက်ပဲစားတော့ဖို့အတွက်ကြည့်လုံးမယ်မဟုတ်တော့ဘလို့အဆင်ပြေမလဲမဟုတ်ဘူးအမေရဲ့သူပြောတာမှန်တယ်အမေတို့လာကလေးကစကားတော့မပြောနိုင်ပဲနဲ့ချက်ပြုတ်နေနေအလောက်ရှုံနေရလေတို့အားလုံးပြန်သွားတဲ့အခါကျရင်အမေပဲဝမ်းနေနေရမှာဒါရီအားလုံးကိုကျွန်တော်ကြည့်လုံးမယ်တားဖြစ်သူဘာကိုပြောရလဲဆိုတော့ကိုနားမလဲတဲ့အမေကလည်းသူ့ရဲ့ဆွေမျိုးတွေနဲ့ထိုင်ပြီးစကားလာပြောနေပါလေခဏကြာမှတော့ဟဲ့ နင်ဒီမှာလာထိုင်နေတော့ငါတို့ကဘာစားအမှလဲတခုခုချက်ပြုတ်ပြီးသွားပြီလားကျမရဲ့သားနဲ့ချွေးမလေးရှိပါတယ်သူတို့ကြည့်လို့ပေးမယ်တဲ့ကျမကိုအမတို့အားလုံးနဲ့သွားထိုင်ပြီးစကားလေးပါလေးသွားပြောပါအောင်အနားယူပါအောင်ဆိုလို့ကျမလည်းလာခဲ့တာပါကောင်းတယ်ကောင်းတယ်ဒါလည်းကောင်းတာပဲဒါနဲ့လေငါတို့ပြောစရာရှိရပြောရမလားရင်ပြောပါအမရေပြောလေရပါတယ်နင်ချွေးမလေးရဲ့ပုံစံကတိတ်ပြီးတော့သဘောမကျဘူးသီလားတုံနဲ့နည်းနည်းဝေးဝေးနေနော်တကယ်ကိုလူလေမထင်နဲ့အမလီလူလေဖြစ်ရင်ကောင်းတာပေါ့ အရန်တုံးနေပြလို့ရှင်လဲဘလို့လုံးမလဲနည်းနည်းပပလဲဝဲတာကတော့ဖြစ်တင်ပါတယ်ဖေးရစကောကြားခဲ့ရတဲ့ခါမှာတော့နှစ်ယောက်လုံးကလည်းတိတ်ဆိတ်ငြိမ်သက်ကုန်ကြပါတယ်လင်မယားနှစ်ယောက်သားကတော့မိဖို့ကန်နေမှာအားလုံးစားတော့ဖို့အတော်နေလဲစားထမင်းဟင်းကိုပြင်ဆင်ချက်ပြုတ်ပေးပါတယ်ညစာထမင်းဟင်းကိုလည်းသူတို့ကိုယ်တိုင်ပဲချက်လိုက်ပါတယ်ညမိုးချုပ်သွားခဲ့တဲ့အခါမှာမိသားစု၃ယောက်ကတော့အတူတူအိတ်ဖို့အခန်းထဲဝင်သွားပါရဲ့အမေမနေ့ကျရင်တော့မုံလာဦးနီဟလဝါလေးကျမလုပ်ပေးရမလားဖြစ်ပါမလားချွေးမလေးရေမုံလာဦးနီဟလဝါကလုပ်ရတာအချိန်အရန်ပေးရတယ် ပြီးရင်တော့ဆွေမျိုးတွေကအများကြီးတို့အားလုံးအတော်နဲ့လုံးမလို့လားအမေစိတ်ပူမနေပါနဲ့မနှက်ကြရင်ကျွန်တော်တို့ကြီးပဲစားရမှာဒီနေ့ညတို့အားလုံးပြန်ကြလိမ့်မယ်ဟုတ်လားတို့ပြန်ကြတော့မယ်ဆိုတဲ့အကြောင်းငါ့ကိုလည်းဘယ်သူမှမပြောကြဘူးဟုတ်တယ်ကျွန်တော်တို့ကလည်းတို့ကမပြောဘူးဒါပေမဲ့ကျွန်တော်တို့တည်သွားပြီ နေတော့ဘာတွေပြောနေလဲဆိုတာငါကတော့တကယ်ကိုနားမလဲတော့ဘူးဒီလားမနက်ဖြန်ကြာလို့ရှင်တော့ဂျုံလေးပါလေးဝယ်လာခဲ့ပါအောင်ဂျုံက2ကီလို3ကီလိုလောက်ပဲကျန်တော့တယ်ငါတို့စားတော့ဖို့အတွက်ခက်ခဲကုန်ပါဆိုလိုပါရပါတယ်အမေရဲ့ဒီလောက်ဆိုလို့ရှင်တော့ကျမတို့အတွက်အဆင်ပြေရဝယ်စီရမလို့သေးဘူးအမေဖြစ်တော့ကတော့သူ့သားနဲ့ချွေးမလေးတကယ်ပဲဘာတွေပြောနေရလဲဆိုတာလုံးဝနားမလဲနိုင်အောင်ဖြစ်နေပါတယ် ဒါပေမဲ့တရက်လုံးအလောတွေလုံးနေနေသူလည်းတော်တော်လေးပြမန်းနေခဲ့ပါပြီ။ဒါကြောင့်သူလည်းအများကြီးစဉ်းစားမနေဘဲနဲ့အိတ်သွားခဲ့ပါရယ်။မိခင်ဖြစ်သူအိတ်ပြောသွားတာနဲ့လင်မယားနှစ်ယောက်သာထလာခဲ့ကြပြီးမိဖို့ကံနဲ့ဝင်သွားပါရယ်။နနေကျန်နေတဲ့ဂျုံတွေကိုကိုပေါ်မှာဖြူလိုက်ကြပါရယ်။ပြီးသွားတာနဲ့အိုးအမဲဖြစ်မှာကန့်နေတဲ့အုံမဲတွေကိုတစ်ခုလုံးမှာတောက်လိုက်ပါရယ်။ ဒီလိုလှုပ်ပြီးသွားတဲ့ချိန်မှာတော့တို့နှစ်ယောက်လုံးအရန်ကြောက်စရာကောင်းနေကြတာပေါ့တို့ဆွေမျိုးတွေအားလုံးအဲ့ဒီအပေါ်ချက်ကိုတတ်တော်ခဲ့ကြပါရဲ့ကဲမိမရေတို့အားလုံးကိုမောင်းထုတ်ဖို့အချိန်ကတော့ရောက်လာပြီရှင်သတိထားနော်အမေနူးမသွားစေနဲ့စိတ်ပူမနေပါနဲ့တို့အားလုံးအခုထွက်ပြေးကြလိမ့်မယ်အေးချိန်မှာလင်မယားနှစ်ယောက်လုံးကလည်းအိပ်ပျော်နေတဲ့ဆွေမျိုးတွေအားလုံးရဲ့ကြားထဲမှာသွားထိုင်နေလိုက်ပါတယ်။ဒုက္ခပဲဒုက္ခပဲတရေလာတရေကြီးထပါအောင်အမြန်ထပါအောင်ရှင်ပါလို့နေရလေအမြန်ထဒီမှာတရေ။အိုးဖျားသခင်ဒါရောဒါပါကြီးလေတရေနှစ်ကောင်တော့ တို့ဘာလို့နေကြတာလဲကျမတို့ဘာလို့ကြမလဲတို့ငါတို့ကိုအစိုင်းလိုက်ဝါမစားခင်ဒီရနေအများဆုံးဖပြေးကြမယ်ပြေးကြဟေးပြေးကြတရေရှိတယ်တရေတရေတရေတယောက်ကအကျယ်ကြီးထွက်လိုက်တဲ့အချိန်မှာအားလုံးကအေးရကလန်လို့လာကြပါရဲ့တရေတွေ့ရနေတို့အားလုံးချက်ချင်းထွက်ပြေးကုန်ကြပါရဲ့တို့ထွက်ပြေးသွားတော့လင်မယားနှစ်ယောက်သာအော်ရီခဲ့ကြတာပေါ့နောက်နေ့မနက်မော်လင်းသွားခဲ့အခါမှာတော့အမေထထအမြန်ဆုံးမျက်နှာတက်လိုက်ပေါ့ကျမမုံလာဥနီဟလဝါလောက်ထားရင်နော်အမလီလောက်ပြီးသွားပြီလားတို့အားလုံးရဲ့အတန်အောင်လည်းမကြားပါလားဘယ်သွားကြလဲ အမျိုးတွေလာပြန်ကုန်ကြပြီလေဘလို့ဖြစ်တာလဲပြန်ကုန်ကြတယ်ဟုတ်တယ်လေအမေကိုပြောတာပဲမနေ့ကညတွေကသူတို့အားလုံးပြန်ကုန်ကြပြီတတော်လေးကိုအလော၃၀ပြေးနေကြတာလေအမေတို့ရောသူတို့နှောက်ဆောက်ဖို့တော်မေ့သွားကြတယ်ဖြစ်မယ်ရောက်ခမဖြစ်သူကတော့ဘာမှအနားမလည်နိုင်နေခဲ့တဲ့အချိန်ချွေမလေးကတော့ရည်ချင်တာကိုမနေ့ထိန်းထားရပါတယ်အခုမှပဲချွေမလေးကလည်းရောက်ခမအင်ကိုရောက်ရှိလာခဲ့ပြီးအေးအေးစစ်စစ်နေထိုင်ရတော့မှာပါသူမလည်းဒီရက်ပိုင်းအတွင်းအမျိုးတွေကိုပြုစုပေးနေတဲ့တတော်လေးကိုပြန်မှန်းနေခဲ့ပါပြီ အခုရခမဘက်ကဆွေမျိုးတွေကြောင့်သူလဲစင်ကြသမီးအကိုဖြစ်နိုင်သွားပါတော့တယ်။မိသားစုတွေအကုန်လုံးကလည်းပုံမှန်ဘဝလေးမှာပြန်လည်နေထိုင်နိုင်သွားခဲ့ကြပြီးပြောရွှေစော်နဲ့ဘဝကိုဖျက်ချော်နေထိုင်နိုင်သွားခဲ့ကြပါပြီ။